မမာနဲ့ရခိုင်ဟာရင်ကျင်းမှုချင်းတိတ်နှိစက်တယ်လို့ဝိပုံစားပုံပြောပုံဆိုပုံအလုံးသိပြီးတော့ဆင်တူကြတာကိုလည်းတွေ့ရမှာပါကျွန်တော်တို့အခေါ်လှေရခိုင်လူမျိုးတွေရဲ့အခေါ်လောင်းတွေထဲမှာရခိုင်ရွာအစင်လာကိုထိမ့်သိမ့်သူတွေကရေးထည့်ပြီးလှေရဲ့နှစ်ဖက်အဲလောင်းရဲ့နှစ်ဖက်ပေါ့လေရက်ပြီးတော့ရေကစားလေးရှိကြပါတယ် ကျွန်တော်တို့ရဲ့ BBC သတင်းတော့ကိုခိုင်မြင့်ကျော်ဟာရခိုင်လူမျိုးစစ်စစ်ပါရခိုင်စကားနဲ့ပတ်သက်ပြီးတော့သူနယ်လဲစကားဆင်ပြီးပြောဆိုဖြစ်ပါတယ်လူရှင်တော့ကြားရဘလို့ခေါ်တော့မြတ်လက်ပြက်လူပြိုအပြိုကာလာလာမင်းမင်းပြိုအဲ့ဒါမျိုးကြတော့အဲ့လက်ပြိုအပြိုပေါ့ဟုတ်ကဲ့လုံကြီးကိုဘလို့ခေါ်တော့မြတ်လုံကြီးကိုတေရောတေတေရတေရနော်ဟိုတချို့နေရာမှာဟိုခရောင်းတို့ခရောက်တို့ခေါ်တယ်ဟုတ်တယ်ခရောင်းလည်းခေါ်တယ်ခရောင်းလည်းခေါ်တယ်ခရောင်းလည်းခေါ်တယ်ဟုတ်တယ်တယောက်နဲ့တယောက်လေမတူအတန်အတွက်မတူတော့တစ်ခါတလေမှာ ပြုံးစရာလေးတွေတွေ့ရတတ်ပါတယ်လူပြက်လူပြိုကိုလက်ပြက်လက်ပြိုခေါ်တာဟာဗမာနာမှာနည်းနည်းဆက်ပါတယ်ဒီလိုပဲနောက်ထပ်ဥပမာတစ်ခုကိုကြည့်ကြပါအောင်စို့ရခိုင်မျိုးသမီးတယောက်ရဲ့လက်ချက်ကြောင့်ဗမာစစ်သားတွေဘလို့များပြူးပြူးပြပြဖြစ်သွားရတယ်လဲဆိုတာကိုကိုခိုင်မြက်ကျော်ကပြောပြထားပါတယ်ဗျကျွန်တော်တို့ကဆက်ပြလို့ပြောတော့ကျွန်တော်တို့ကသဘုံလို့ပြောတာပေါ့အဲ့တော့စစ်တပ်ကလာပြီးတော့အဲ့ကျွန်တော်တို့ရောမှာဟိုသဘုံရှိလားဆိုတော့ အဲရှိတာပေါ့လေအဲ့တော့စစ်သားတွေကကတော့နေရာယူကြတာပေါ့အာသဘုံရှိတယ်ကွာနေရာယူနေရာယူဆိုပြီးတော့အဲ့ဒါလောက်ကြတာပေါ့အဲ့တော့ဘယ်မှာလဲသဘုံဆိုတော့အဲ့ဒီအမျိုးသမီးညီကလေးဆက်ပြတ်ကိုထုတ်ပြတာပေါ့ဒီမှာအဲ့ဒါလည်းရှိတယ်လေဖြစ်မှာဖြစ်ရလေဗျာဘမစစ်သားတွေကဆက်ပြတ်ကို ကြောက်ကြတဲ့လေအဲတကယ်တမ်းသူတို့ဘမတွေခေါ်ကြတဲ့သဘုံကို ရခိုင်တွေကပျောက်ကြလို့ခေါ်ကြပါတယ်ဗျာ နောက်တစ်ခါရခိုင်လူမျိုးကရောက်ောက်ရဲ့ရဒန်ကိုပီပီတတ်တတ်ထွက်ပါတယ်သူတို့ကိုသူတို့ခေါ်ရတောင်းရခိုင်လို့ခေါ်ကြတာမဟုတ်လားရောက်ောက်ကို ကိုစားပြုတဲ့ရရစ်အတန်ကိုလည်းပီပီတတ်တတ်ထွက်ပါတယ်ကိုခိုင်မြက်ကျော်ဟာရခိုင်အတန်နဲ့ဆိုလို့ရှိရင်ခိုင်မရက်ကျော်လို့ခေါ်ရမှာပါကျွန်တော်တိတ်မြက်ဟာလည်းရခိုင်တန်နဲ့ဆိုရင်တော့တိတ်မရက်ဖြစ်ပါတယ်ဒီလိုပါပဲဓမြဆိုလို့ရှိရင်လည်းခိုင်ဗာစစ်နေတဲ့နော် ဓမ္မရလို့ပြောတော့ဗောဓမ္မရဓမ္မရလို့ပြောတော့ဗောကျဲဥကရဥလေကရဥကရဥကာတာကမြတ်ပေါ်မမမပါမမာရကသမဗမာကဤတရဇံနဲ့ထွက်တဲ့စကလုံးတွေကိုလည်းရခိုင်ကအေဇံထွက်လေရှိပါတယ်လေဆိုလို့ရှိရင်လီလို့သူတို့ကအတန်ထွက်ပါတယ်လေကြရင်တော့လီလို့ထွက်တာဗောကျွန်တော်ကကျွန်တော်ကမွေဆိုလို့ရှိရင်ကိုခမ်းမြတ်ကျော်လို့ဘယ်လိုခေါ်ရတော့မွေပလွေဆိုလို့ရှိရင်ပလီပလီပလီဆိုလို့ရှိရင်ပလီဘောပလီ ဟိုဒီမှုတ်တဲ့ပလီကိုပြောတာနော်ပလီဆိုရင်ဒီပလီဟုတ်တယ်ပလီပေါ့ပလီစာပေဆိုလို့ရှိရင်စာပီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗမာဟိုဒီ A A ဆိုတဲ့တရနေရာမှာဒီရခိုင်ကอีดันเนี่ยปูပြီးထွက်တယ်လို့ပြောရင်မှန်မလားမသိဘူးเนาะဟုတ်သွားနေပါလားဆိုရင်ကျွန်တော်တို့စီကဟိုလာနေပါလားဆိုပြောပါပြောတာပေါ့ခင်ဗျားတို့ကသွားတာကိုကျွန်တော်တို့ကလာလို့သုံးတယ်နေတာကိုနေလို့သုံးတာပေါ့ကျွန်တော်တို့ကဒီလိုပါပဲဗမာကညတ်တဲ့အတန်တွေကိုလဲရခိုင်က အိုင်နန်ထွက်ပါတယ်။ရှင်းအောင်လေကိုကြိုက်တော့သူ့မှာပေါ့ကျွန်တော်ဆိုလို့ရတယ်။ China ပေါ့ China ပေါ့အဲ China နဲ့ China ဘယ်လိုပြောလဲလူတယောက်ကိုရှင်းအောင်လေဆိုတော့ဝဲ champion template template ပြောတာတော့အဲ့ဒီကောင်ကိုရှင်းအောင်လေရှင်းအောင်လေပြောတာ template template အဲ့လိုသူ့မှာပေါ့ပြင်များဆိုလို့ရှိရင်ဟော Denbra 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 ကို frame Denbra လို့သူ့မှာပေါ့ကျွန်တော်ကဒီတော့ကြင်တောက်ဆိုတော့ပေါ့ဗျာဒီဝါးတွေပါတဲ့ဟိုရေရေခတ်တဲ့ဟာလေ ဟုတ်ကဲ့အမရေတော့ကျွန်မကြီးတော့လို့သုံးနေတယ်ခင်ဗျားတို့ဟုတ်တယ်ကြီးတော့လို့သုံးတယ်အဲအဲ့ဒါကိုကျွန်တော်ကကြိုင်တော့လို့သုံးတာပေါ့ကရိယာကိုနှလုံးဆင့်ဆိုပြီးကရိယာဝိသေသနအဖြစ်နဲ့ပြောင်းလဲသုံးဆွဲတဲ့အခါမှာရခိုင်လူမျိုးတွေရဲ့တဘာဝကရှေ့စလုံးကိုမတ္တရာဝက်အတန်နဲ့သာရွတ်ဆိုတတ်တာကိုလည်းတွေ့ရပါတယ်ဥပမာတချို့ကိုပြောပြရရင်တော့ကျွန်တော်တို့ကဟိုကောင်းကောင်းမွန်မွန်လို့ထွက်တယ်ကိုခမ်းမဲကျော်တို့ဘယ်လိုထွက်တော့ ကောင်းကောင်းဆိုတဲ့နေရာမှာကားပဲသုံးတယ်ကောင်းလို့မဆိုကကောင်းမမှန်ပေါ့အဲ့ဒါလိုသွားတယ်တောင်းတောင်းဖြားဖြားဆိုလို့ရှိရင်ဘယ်လိုထွက်တော့ဗျတတောင်းဖြားပေါ့တတောင်းမဖြားပေါ့တတောင်းဖြားဖြားဟုတ်ပြီဗျဖြူဖြူဖွဲဖွဲဆိုရင်ရောအဖြူဖွဲဖြူဖြူဖွဲဖွဲဟုတ်ပျော့ပျော့ပြောင်ပြောင်ဆိုလို့ရှိရင်ရောပျော့ပျော့ပြောင်ပေါ့ပျော့ပျော့ပြောင်ပေါ့စကလုံးတူနှလုံးကိုဆင့်တုံးတဲ့ကရိယာဝိသေသနတွေမှာရှေ့စလုံးတွေကိုမတ္တရာဝက်အတန်အတန်တဝက်နဲ့သာရွတ်ဆိုတတ်တဲ့ရခိုင်ဒလေဖြစ်ပါတယ် စ်နှစ်ဆိုတဲ့ဇကားတွေကိုလည်းရခိုင်ကတိုက်နှိုက်လို့ဆိုလို့ရှိရပါတယ်အပြောများကြတဲ့ဟာတာတခုကတော့လက်ဖိတ်ဆိုင်တဆိုင်မှာရခိုင်လူမျိုးတစုဝင်လာပြီးတော့လက်ဖိတ်ရိတ်တိုက်နို့နိုင်ဟေးလို့မှာကြတော့ဗမာစပွဲတို့တွေကစိတ်ဆိုးကြပါတဲ့ဟုတ်ပါရဲ့လေမသိရင်တော့လည်းစိတ်ဆိုးစရာပေါ့တကယ်တော့လက်ဖက်ရည်တစ်ခွက်နှုတ်နှစ်ခွက်လို့ပြောချင်တာပဲမဟုတ်လား